ဖန်ငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့ကတော့ဒီမှာเนาะကိုစေပြောတာကိုစေပြောသွားတာရမ်းမှန်တယ်တဲ့ရေဖို့လူတွေများနေလို့တိုလန်ရဲ့ကြာနေတာပဲတဲ့ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ပါတယ်ပြောထားလဲဆိုတာလဲကိုကျွန်တော်ကဘုံတုတ်တာနေနဲ့လိမ့်နာထောင်ကြေးကြမှာဘုံတော့ဆိုရေဖို့တယောက်ကြီး300လောက်ပါမှာပဲအာကြီး300လောက်ပါမှာတဲ့ဒါပေမဲ့လက်ရှိအညာမှာတိုက်နေတယ်ကြည့်ပါကစင်းရိုးနဲ့ထမ်းနေမရှိဘူးအ ਨੇ ဆုံးကြီးအများဆုံးပါတဲ့လူက150 200ပဲပါအင်းအဲ့ဒီအနေထားနဲ့ လေရင်လာပြတဲ့ဂရင်းပေးဝတ်ပြီးတော့အတေခံပြီးတော့ပြန်တိုက်နေရတယ်။အဲ့ဒီလူတွေဆိုတော့တွန်လိုင်းမှာဘာတွေအကျိုးမြတ်ရလို့တော်ရမနေနေတဲ့ celebrity တွေတင်ကြတော်တဲ့လူတွေအခြားတွန်လိုင်းတမန်တွေဘာတွေညအကျိုးမြတ်ရလဲ။အင်းတော့ဘာမှမရပါဘူး။ဒီတွန်လိုင်းရဲ့အားလုံးနဲ့တက်ဆိုင်ရင်တွန်လိုင်းမြမဒီမမင်းနဲ့အာနာသိတဲ့ရုပ်မှန်နဲ့မျိုးစုံဒုက္ခပေးတဲ့စိမှုထံဥပဒေတွေလုပ်တဲ့ထိုင်းကိုပေးရမယ်ကွန်တိုဝယ်လိုက်မယ်လွတ်လာ။အင်းလွတ်တယ်မထင်ဘူး။မင်းအောင်နိုင်ကိုဘယ်နိုင်ငံကမ ပေဝင်အစိုးရအဖြစ်အတိမတ်မပြုတ်သေးလို့ခမားတို့ဒီလေချင်းနေလို့ရတာอืมအဲ့ဒါအဖြစ်ပဲအခုတိုင်းနိုင်ငံမှာအားလုံးသိတဲ့အတိုင်း passport တွေ visa တွေတက်တန်းအကုန်နေကြတယ်နှစ်လပိုင်း7ရက်နေမှာအားလုံးပုံကြတယ်ဒါကိုမြန်မာဘက်အော်နော်တိုင်းနိုင်ငံမှာဆိုအကုန်လုံး visa တွေတက်တန်းတွေကုန်နေကြပြီနော်အခုပြုချက်တောင်းနေဆိုပြီးတော့မျိုးစုံစောက်ပြီးတော့ထိုင်းအစိုးရကဒါကိုအချိန်ဆွဲထားတယ်အဲ့တိုင်းကတော့အစင်းနဲ့ရှိပါတယ်မြန်မာဘက်ကအစင်းနဲ့မရှိဘူးတဲ့ပုံစံမျိုးနဲ့လုပ်တယ်အဲ့တော့မြန်မာဘက်ကခွင့်ပြုမ ကျွန်တော်တို့ကတက်တန်းတိုးခွင့်ရမယ်ဆိုတော့ဒါဒီမြန်မာဒီစစ်ကောင်စီအတွက်တွယ်ဝိုက်တဲ့နည်းနဲ့ထောက်ပံ့တာမဟုတ်တိုက်ရိုက်ထောက်ပံ့နေတာ။နံပါတ်၁စစ်စစ်မှုထမ်းဥပဒေကိုတောင်တောင်တင်းတင်းထိုးပေါက်ပြီးတော့ဒီပတ်စုံတက်တန်းတိုးတဲ့ကိစ္စနဲ့ဂိုင်ပြွယ်ဝါလို့ရတယ်။နံပါတ်၂စစ်ကောင်စီကတရားမဝင်အာဏာသိမ်းအစိုးရလို့ကဘာလုံးကတတ်မှတ်ထားတဲ့အရာကိုတရားဝင်အစိုးရအဖြစ်အောင်ပုံဖော်နေတဲ့လုပ်ရက်လို့မြင် ။ဒါကြောင့်မို့ဒီကိစ္စကိုလည်းတော်လိုင်းအင်အားစုတွေအပါအဝင်ကျွန်တော်တို့ပြည်သွင်းအင်အားစုတွေနဲ့ပြက်ပြက်တန်းတန်းထိုင်းဆိုးရအောင်ကြိုးပမ်းနေတာမဖြစ်နေတဲ့ကိစ္စကြီးနော်။ခိုင်းမှရောက်နေတဲ့ပြည်သူတွေကမင်းကြီးပါ။ဘာဖြစ်လို့လဲ။ထိုင်းအစိုးရမြန်မာစစ်တပ်ကဒီမြန်မာဒီစစ်ကောင်စီကိုပေးမဲ့ပတ်စံတဲ့နှစ်ဆပေးမဲ့မင်းတို့ထိုင်းလူက။ထိုင်းကိုပေးမှာမြန်မာကိုမရှုံးနဲ့။စစ်ဒီစစ်ကောင်စီကိုဘယ်ပြည်သူမှလက်မခံဘူး။ကျွန်တော်ပြောတဲ့စကားဟုတ်မဟုတ်စစ်တမ်းကောက်ကြည့်လိုက်စိတ်ရုံလေး။နော်။ ခိုင်းလို့ပေးမယ်တချို့တည်းဆိုရင် passport ရှိရတဲ့အတိုင်းဘတ်ရိုက်ရဲ့လို့ဖြစ်အာဟောနော်ဒါကကျွန်တော်ပြမယ်လက်ထဲမှာ passport ရှိရတဲ့အတိုင်းအဲ့ဒီမြန်မာဘက်အချမ်းရှုပ်တာကိုဒီမြန်မာစစ်ကောင်စီတွေပြည်သူကိုတတ်မဲ့ကြီးဖို့ကိုမပေးနိုင်လို့အဲ့ဒီ passport ကိုအသေးခံပြီးတော့ဘတ်ရိုက်တဲ့လူတွေကျွန်တော်မိတ်ဆွေတို့ကတော့အများကြီးရှိဟွန်းအဲ့ဒါပြည်သူတွေရင်ထဲကဆန္ဒလာခဲ့အပေါ်မပြောဘူးတော့ဘုံကဆိုရင်ပြမယ်လားအဲ့တော့ဒီလို လောက်ရမျိုးတွေဖြစ်နေတဲ့အချိန်ဟာအခုနောက်ပိုင်းဆိုဘယ်လိုနည်းအတင်းရရတယ်ဒီ စစ်ကောင်စီခံထားတဲ့ထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ရုံနဲ့ပေါင်းပြီးတော့တချို့စစ်အုပ်တွေမှာအတင်းအကျပ်စစ်မှုထမ်းဥပဒေကိုလက်မှတ်စစ်မှုထမ်းမှမယ်လို့လက်မှတ်ထိုးရတယ်ဆိုတဲ့သတင်းတွေတော့ထွက်လာတွေ့တယ်။ဟုတ်တော့ကျွန်တော်တန်ရုံလေးရှိပါတယ်။တော့ဖြစ်နေတဲ့အရာကိုအဲ့တော့ထိုင်းမြန်မာတန်ရုံနေတဲ့ရလေနော်မင်းအောင်လည်းခိုင်းတာတစ်ခုတည်းကိုမကြည့်ပဲနဲ့ပြည်သူတွေမျက်နှာကိုကြည့်စေချင်တယ်။ခင်ဗျားတို့လည်းမြေပြင်မှာဖြစ်နေတဲ့ပဂရိအမှန်တရားကိုအားလုံးနဲ့တိမှာပါ။နော်သူ့ဘက်ကိုယ့်ဘက်အမြင်မကြည့်ပါနဲ့။ထိုင်းမှာရောက်နေတဲ့မြန်မာနိုင်ငံသားပြည်သူအများစုရဲ့စံတတ်ဒီပါလေ ညတ်တမှုတော့တရားမှုလေးကိုလက်ခံထားပြီးကြာပါမေတ္တာရက်ခံတာပါအင်းနော်မေတ္တာရက်ခံတာငါတို့ကလောက်ပိုင်မရှိတယ်ငါတို့ကထက်ပြီးငါတို့လောက်သလိုမင်းတို့ခံရမယ်ဆိုအဲ့ဒါတိဋ္ဌံဝါဒပဲနော်ဘာလို့ကိုတိဋ္ဌံဝါဒကိုကျွန်တော်တို့အတက်တွင်းပါလဲနော်အဲ့တော့လူဘဝတူတူလေးပါခင်ဗျားတို့ကြားထားတဲ့ယာဒူးတွေအာနာတွေဘယ်တော့မြင်းလဲမရောနိုင်တက်လာပြီးမှပြုတ်သွားခဲ့ရတဲ့ယာဒူးတွေနော်ဖန်းခံကြီးတဲ့အာနာတွေဘယ်တော့ရှိနေပြီခင်ဗျားတို့ကြားထားတဲ့ယာဒူးတွေအာနာတွေစီးတဲ့တွေတက်တလုံးခံပါလား ဒါပေမဲ့လူပြောက်ရဲ့နာမည်အဲ့ဒီလူရဲ့နာမည်တွေသူ့ရဲ့ကြံပြီးခဲ့တဲ့မျိုးရိုးကစပြီးတော့လူတေဝါးစီနာမည်မတေးတဲ့ပုံလူပြောက်ပါအဲဟောနော်ဂျေဆုတံပါတယ်ခဗျာဒါကတော့ဘုသောရနည်းနည်းပေါ့နော်ထိုင်းနိုင်ငံမှာတကယ်ဖြစ်ဖြစ်နေတာဟာလေးကိုစေကပြောပြပေးသွားတာပေါ့နော်ဒါလေးကိုဘုသောနည်းလိုက်နာထောင်ကြည့်တာပါဂျေဆုတံပါတယ်ခဗျာ